ဒီကားကဒါနေရမှာလေကောင်တော့ပုံစံလူရှိပြီးသားကကျွန်တော်ပုံပို့ပေးတာတိုင်းတော်ဟင်းပခုတ်ပခုတ်ဘက်ကအဲ့ဒီကောင်ကြတော့ကျွန်တော်ပုံစံလူလို့ကတော့သူတပုံစံလေးပေါ့နော်စာအက္ခရာကိုနံပါတ်ပြအောင်စာနံပါတ်ပြကြတော့ကိုယ့်အကူလက်လေးနဲ့ရေးရအောင်နံပါတ်ပြလေးလုတ်ပြီးတော့ဆော့ပန်လေးနဲ့လိုက်ပြီးပြီးတော့လိုက်ကလေးကိုမှုတ်တော့သူပြန်မပြအောင် ။ဒီကောင်ကျတော့ကျွန်တော်ဘာလို့ရလဲဆိုဒီအမိုးကန်ကြီးပါတယ်။ဒါခါတိုင်းလုံနေတဲ့ပုံစံနည်းနည်း꽌သွားတယ်။ပူကြွားသွားတော့နော်။အမိုးကန်ကျတော့ကျွန်တော်တစ်နေခွေတယ်။ဟိုဂိုင်းလေးတွေဂိုင်းလေးတွေအထိတစ်နေရေပုံပုံပုံစံကြီးယူရတော့ဒါဒီချောင်းနေကျတော့ကျွန်တော်ជីជីနေပေါ့ကျွန်တော်ဝါယာကျူးជីကြောင်အကြီးပေါ့အနမ်းဆွဲထားတဲ့ကောင်။အဲ့ကျွန်တော်ခဲလိုက်ဆိုတော့ဝက်ချက်နေဖြစ်အောင်ပြီးစကူတွေတွဲရတော့ဟိုကောင်အောက်ပိုင်းစီဆိုရင်လည်းဒီကောင်အင်ဂျင်ပါတယ်ပေါ့နော်ဒီကောင်။အင်ဂျင်ပါပါတယ်အင်ဂျင်ပုံစံသူလောက်ရတော့တော့ frame frame ကကျတော့တက်တက်တရောင် လိမ်မော်ရောင်ဖြစ်တဲ့အတွက်ဖရိန်ယုံတက်တက်လို့တော့လေးတို့လေးတော့လေးတို့လေးလေးတို့လေးဆိုတန်လဲလို့ရတာပေါ့တန်များအထူရှာပြီညံ့လေးတို့ဖြစ်အောင်အဲကောင်အချိန်ပေးရတယ်တိုင်းတာတော့ထူထူထူတိုင်းတယ်မလို့ပါဘူးကျွန်တော်ကလက်မှန်းနေရတော့ရနေပြီဆိုတိတ်ပြီးဘလောက်ဘလောက်ဘလောက်ရှိတယ်ဆိုကိုယ့်အောင်တော့မှတ်မထားတော့လေးတို့လေးလေးတို့ဒီပြီးတော့နောက်ပြီးဒီဒီဒီဘယ်ညာကွေးလို့ချိုးလို့ရအောင်လို့မတော်တော့ဒီဒီဘောဂျိုင်းနေရှက်တန်းနေကရောင်းအောင်နေ เนาะဒီစီတန်ကြီးလေအိုးတို့เนาะအတူတိုးပေါက်တွေပါတယ်ဆိုရင်ကျွန်တော်ဒါတခါလေသူ့ပုံစံအတိုင်းပေါ့เนาะအတက်နဲ့ဆိုအနည်းဆက်ဆုံးပေါ့เนาะတခါလေအချိန်ငဲရတာမျိုးကြောင့်လေအရန်ဒီဒီကောင်းအောင်လုပ်လို့မရှိဘူးနောက်တစ်မှာကျွန်တော်စကူလေးတွေထည့်တာစကူတစ်လုံးနှစ်လုံးငါးလုံးဒီငါးလုံးဖြုတ်နောက်ပေါ်ကြီးပြုတ်သွားဒီပေါ်ကြီးပြုတ်သွားဒီပေါ်ကြီးပြုတ်သွားပြီဆိုတာနဲ့ဒီအောက်မှာပါတဲ့စကူအသေးနှလုံးလေးလုံးထပ်ဖြုတ်လို့ရှိရင်ဒီအမိုးကန်တက်တက်ဒီအမိုးကန်တက်တက်ဖြစ်သွား ဒီဝက်ချန်အတွက်ဘောဒီအပေါ်ဝက်ချန်အတွက်ကြောဒီစကူနှလုံးဖြိုးလိုက်တက်တက်ကျွန်တော်တက်တက်စီတစားစီပြန်ဆင်ရအောင်အကုန်လုံးနောက်ဒီခေါင်းလှန်လို့ရတယ်ခေါင်းလှန်လို့ရအောင်ကျွန်တော်အထဲမှာအင်ဂျင်ထည့်ထားတယ်ဒါတော့တော်တော်ကြည့်လို့မလွယ်ဘူးဘာလို့ဆိုတော့ဟိုကိုယ်ရင်ရောလေခေါင်းနဲ့အင်ဂျင်ထည့်ရတယ်အင်ဂျင်အင်ဂျင်ကဒီခေါင်းကိုဒီလိုလုံးဝလှန်မကြတော့ကျွန်တော်ဂျင်းနဲ့ပြန်ထည့်ရတော့အဲ့ဒါကြီးကအလုပ်ပူရှုတ်တာပေါ့နော်ကျွန်တော်လုံးနေကြဘိုက်ပူတီတဲ့ဆန်ဒီခေါင်းပူအလုပ်ရှုတ်တာပေါ့ ဒီကောင်တော့15ရက်လောက်ကြာတာမန်လုံးနေကြကားတဲ့သူကနှစ်ဆကြာတယ်ဗောနော်ဒီဟီးရိုးတစ်စိတ်တွေကဆိုကျွန်တော်အရှင်ဖြစ်အောင်လုပ်ရအရှင်ဖြစ်ပြီးတော့သူအယောင်မတူးတဲ့အတွက်ဒီကောင်တွေတက်တက်လောက်ရတာတစ်ခုချင်းတက်တက်လောက်လုပ်ပြီးတော့မှကျွန်တော်ဒီမှာအပေါက်တစ်ခါတည်းထားပြီးတော့ဆန္ဒကြောက်ယူယူအပေါက်ဖောက်ငကိုလေးကဖောက်ထားပြီးသားစေးတွေမဟုတ်ခင်တယ်ပုတ်ပြီးတော့ပြီးတော့မှကျွန်တော်အတီကုံတဲ့ခါတည်းကပ်လိုက်တယ်နောက်ဒီစေးလိုင်းနေစေးလိုင်းနေကျွန်တော်မှုတ်ရတာအရန်သေးတော့လေမီလီမီတာလေးတွေတော့ရတော့ကျွန်တော်တိတ်ကက်တဲ့ခါမှာအရန်လက်ဝင် ိတ်ကိုတည်တည်လေးတွေဖြတ်ပြီးတော့ကတ်တော့အဲ့ဆေးတစ်ခုတစ်ခုမဟုတ်ဘူးဆိုတမနဲ့လောက်ဒီလိုအယောင်ကြီးရဖို့ကျွန်တော်လုပ်ရအောင်။အားဒီရတော့ကြည့်လိုက်ရင်တော့အားလွယ်ပါတယ်ဆိုပေမဲ့လွယ်တယ်လည်းပြောလို့မရအောင်ခက်တယ်လည်းပြောလို့မရအောင်ပေါ့နော်။ဟိုကျွန်တော်တို့တော့တစ်ခါတလေရွာလေတစ်ခါလေခဏခဏပြန်လုပ်ရတယ်ပေါ့နော်။လုံနေကြလို့။ဟောဆိုမှားလို့မရအောင်သူပုံနေရဟာကိုကြည့်ရတယ်။စီလန်ဘယ်နေရာမှာဖြတ်သွားတယ်ဘလို့ပြန်ဆင်းသွားတယ်အဲ့အရာတွေဆိုကျွန်တော်အလွတ်လိုက်မှတ်ရအောင်နော်။နောက်ဒီပကြီနဲ့ပတ်သက်တာတော့ဒါကျွန်တော်ပကြီဆရာဝင်းကျော်ဟောင်ဆွဲခိုင်းတော့တည်တည်လေးတွေ သေးသေးလေးတွေဒါ तू ကတော့ तू तू အပိုင်းပေါ့နော် तू နိုင်တဲ့အပိုင်းပေါ့ तू ကျွမ်းကျင်တဲ့အပိုင်းပေါ့ဘိန်းနေလှဲ့လို့ရအောင်လုပ်ရတယ်ကိုယ်လို့ရအောင်လုပ်လို့ရမယ်တကားတွေကတော့ဖြုတ်လို့ရအောင်မလုပ်တော့ဘူးမလုပ်တော့ကျွန်တော်အချိန်အရန်ပေးရလို့မလုပ်လို့မရဘူးလားဆိုရတယ်တကားတွေအရှင်ဖြစ်အောင်ဖွင့်လို့ပေးလို့ရအောင်လုပ်လို့ရဒါပေမဲ့တခါလေးမျိုးတချို့ကတွေမလုပ်အပ်ဘူးထင်နေရတယ် weight short ပလိုက်ရဟိုအချိန်မလောက်ဘူးကျွန်တော်နိုင်ငံမှာလုပ်နေရတယ်ရတဲ့နှုံးနဲ့ကျွန်တော်စိတ်ကြိုက်ထိုင်လုပ်နေလို့ရှိရင်ကျွန်တော်တို့မလွယ်ဘူးနော်ဘဝရက်တည်ဖို့တော့အဲ့တော့ကျွန်တော် တခါလေးမှတချို့ဟာတွေလွတ်လွတ်လိုက်ရတာမျိုးရှိတယ် ဒီဒီကောင်းလေးဆိုတဲ့အလိုပဲတပိုင်းကြီးလိုပါဒီ share တက်တက် share ပေါ်ဒီဒီရုပ်ကားတဲ့အတန်းတက်တက်ဒီဘန်မာဆိုလည်းတက်တက်သွားတယ်ဘန်မာကိုတက်တက်လို့ပါပြုတ်ဘမ်းမလောက်တဲ့ခါမှာလေဒီခေါင်းနဲ့လွတ်အောင်လှန်တဲ့ခါမှာအဲ့ဒါကြီးကျွန်တော်လှုပ်ရတယ်ဒီ wiper လေးတွေကစားဒါကြီးချောင်းလေးနဲ့ကျွန်တော်လှုပ် ိုင်းပို့အောင်ပေါ့ဒီတင်းနေရတယ်ပို့တဲ့ခါလဲကျွန်တော်တက်သားပုံးတွေပဲရိုက်ပြီးပို့ပါဒီတိုင်းစက်ကူပုံးနဲ့ထည့်လို့ရှင်ခုကျိုးပဲထွက်ကုန်ကျွန်တော်တို့ကောင်ပြောနေဟိုတက်ထုနဲ့ထုတ်ထားတဲ့နိုင်ငံခြားဝင်တဲ့ကောင်တွေတော့မှအဲ့လိုပို့လို့မရအောင်ဘူးလေတေချာပြန်ထုတ်ရတာပေါ့နော်ကျွန်တော်ဟမ်းမိတ်ကပူဆိုးတာကိုတင်းနဲ့လှုပ်ထားတော့ဒါပေမဲ့အချမ်းမခံဘူးလားဆိုခံပါတယ် အများစုကတော့ဟိုပါဘောနော်ဒီ39ဘိုက်ဘူးဒီ chaplet ကိုပဲအများစုကလိုချင်ကြတယ်ဗောလိုချင်တော့သူကလည်းမှားဒါပေမဲ့အဲ့လိုမျိုးပဲလူအယောက်တရာများမှာအစီတရာဖြစ်သွားအဲ့ကြောင့်ကျွန်တော်အရန်ချမ်းဖြစ်တယ်ဗောနော်ဘာလို့လဲဆိုတော့ကျွန်တော်ကကျွန်တော်တက်ရောက်ထဲလောက်ရတဲ့အခါမှာအရန်ခက်ခဲတယ်နောက်မမှားတဲ့ပုံစံတစ်မျိုးကြတော့သူကအိမ်ကကစီးတယ်ကပုံစံတူပုံစံတူမှာသူကနှစ်မျိုးလောက်ပြန်ကွဲသွားတယ်ဘယ်လိုကွဲဆိုတော့အခုခေတ်ကပုံစံနဲ့ငကူရှိပြီးသားမရှိတော့တဲ့ကားဗောနော်ဟိုရေတူရောက်သွားတယ် ဒါအဖေလက်ထက်တော့ကအဲ့လိုကားမျိုးဆိုကျွန်တော်လုပ်ပေးရောနော်ကျွန်တော်လက်ရှိရှိတဲ့ကားအိမ်မှာစီးနေတဲ့ကားအခုခေတ်ကားဆိုရင်ကျွန်တော်မလုပ်ပေးဘူးမလုပ်ပေးဆိုအဲ့ဘိုင်းကိုကျွန်တော်မလေ့လာဘူးအများကြီးလိုသေးတယ်ပြီးတော့အဲ့ဘိုင်းမှာကျွန်တော်ကျွန်တော်လုပ်ရမယ်ဆိုကျွန်တော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လာမှုကြစိတ်မပါဘူးအခုခေတ်ကားတွေဆိုကျွန်တော်လုပ်ဖို့ကျွန်တော်တိတ်ပြီးတော့အာမတန်ကျွန်တော်ကဒီ old school ဘိုင်းပေါ့ဒီ classic ကားတွေဒီအရင်တော့တုံးခဲ့တဲ့ကားတွေဘိုင်းကိုကျွန်တော်စိတ်ကအဲ့ဘူးပဲကျွန်တော်ကပျော်တယ်ပေါ့နော်လုပ်ရတဲ့ကားအဲ့ဒီမှလည်းကျွန်တော်တော်တော်ညင်းပြစ်တယ် နောက်ပြီးတော့ကလေးတွေနဲ့ပတ်သက်လို့ကျွတ်အယုတ်ကားအယုတ်ကားခေါ်တော့ကျွန်တော်အရင်ကမကြိုက်ဘူးဒါပေမဲ့အခုမှလက်ခံလိုက်တယ်ဘာလို့ဆိုအများစုနားလည်ထားတဲ့ပုံစံကိုပဲကျွန်တော်လက်ခံလိုက်တယ်ဟာကျွန်တော်အယုတ်ကားမဟုတ်ဘူးဒါအမှုပြည်ပစ္စည်းကိုသွားမငင်းတော့ဘူးလို့မှာငင်းလို့ရမယ်အနေထားကျွန်တော်နိုင်ငံမှာမရှိဘူးဘာလို့ဆိုလူအများစုနားလည်ထားတဲ့ပုံစံတိုင်းပဲကျွန်တော်နေလိုက်တယ်အဲ့တချို့ပြောအယုတ်ကားရောင်းမလားမကျွန်တော်မရောင်းလို့မရဘူးဟိုအဲ့ဆိုရင်ဘလို့လို့မှားမယ်အကောင်းပြီဒါပေမဲ့ကျွန်တော်မေးတော့သူအမို့အင်းရဲ့တားလေးအတွက်ပါတမီးလေးအတွက်ပါမဟုတ်ဘူးကျွန်တော်ခလေးအတွက်သူမလုပ်ဘူးခလေးမချစ်လို့လားမဟုတ်ဘူး ်ခလေးတွေအတွက်ဆိုတီးတန့်ကျွန်တော်ရည်ရွယ်ပြီးကျွန်တော်မလုပ်ဘူးဘာဖြစ်လို့လဲခလေးဆော့ဖို့အဆင်မပြေဘူးတချို့တော့ပြောတော့ပတ်ဆက်ရှိသူသူဝင်နေတယ်၃၄သိန်းနဲ့သူဝင်တယ်ပေါ့မှန်ပါလေဝင်နိုင်တယ်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်အဲ့တော့ကိုမလုပ်ပေးနိုင်ဘူးဘာဖြစ်တော့ခလေးအတွက်မွေးနေ့တည်းအမှတ်တရလက်ဆောင်လုပ်နေဟိုဗီဒီယိုရှုပ်ခဲ့တဲ့ထက်သိန်းတာပုံစံတစ်မျိုးပေါ့ဗျာဟိုခလေးကိုပေးဆော့လိုက်မယ်ဆိုတော့ဒီတံမိုးကြီးသားတွေကသူတို့ကသုံးနေပြီမြေကျွန်တော်ကနှစ်မျောတယ်ဗျာဘာဖြစ်လို့ကျွန်တော်ကဒါကိုကျွန်တော်ကစိတ်ဝင်စားနေကျွန်တော်ချက်ပေါ်မြောက်တော့အချင်းပြီးပြီးလုပ်ခဲ့တဲ့အမှုပညာပစ္စည်းတခုလို့တံမိုးထားတဲ့အတွက်ခလေးအောက်မှာချဆော့မယ်တွန်းဆော့မယ်ဆိုရင်ကျွန်တော်လက်မခံနိုင်ဘူး ဟိုကလေးမချစ်လို့လည်းမဟုတ်ဘူးတချို့ကတော့အားလုံးမျိုးစီမဟုတ်ဘူးဘာဖြစ်လို့ကျွန်တော်ဒါကျွန်တော်ရင်ထဲမှာမကောင်းဘူးဗျဘာဖြစ်လို့သူဆော့တရားဆော့တရားကားကြီးအများကြီးပါဟိုကျွန်တော်ကားမှာကျွန်တော်ဟိုကားဝယ်မှာဆော့လို့ရမှာမဟုတ်ဘူးဒါကားပုံစံငယ်ရောင်းတဲ့ဆိုင်တွေမှာသူတကယ်ကားကျွန်တော်တို့ထက်တာတယ်ဗောနော်စိတ်ဝင်ထုတ်တဲ့ကားတွေဆိုဒါတကယ်ကိုဆော့လို့ရတဲ့အနေထားမှာလည်းရှိတဲ့ကားကြီးအများကြီးပဲအဲ့လိုကားမျိုးဝယ်ဆော့စီခြင်းတယ်ကလေးတွေတော့ဆိုဟိုပါဗောကျွန်တော်ဒီကားတွေကိုစေးပိုင်းနေနဲ့လုပ်တယ်ဗောအယောင်သူကာလာတိုင်းလုပ်တယ်ဗောအဲ့အတိတယောက်အမဗောသူ Facebook ကနေပြီးလာ join တယ် ကိုတရားကျမကိုဒီကားပုံစံဒီလိုဒီလိုလေးလိုချင်တယ်လုတ်ပေးနိုင်မလားဆိုတော့သူကစေးတော့စေးသားတွေပဲမပေါ့သူတစ်တားတိုင်းပဲလိုချင်တော့သူကဘဘူးနဲ့ပို့တော့တော်တော်နီးစက်တယ်ပေါ့နော်ဒါဘဘူးလိုင်းသွားလို့လည်းမရအောင်ဘဘူးမှာအဲ့လိုမလုံနိုင်လုံနိုင်တယ်ဒါပေမဲ့မတူဘူးပေါ့နော်ကျွန်တော်လုတ်တဲ့ပုံစံနဲ့သူကမဟုတ်ကျွန်တော်လုတ်တဲ့ပုံစံကိုတီးတဲ့လိုချင်တယ်စေးသားနဲ့မလိုချင်သူတစ်တားကြီးပဲလိုချင်တယ်ဆိုတော့ကျွန်တော်ပထမအုပ်ဆုံးနဲ့စမ်းတက်ပြီးတော့ရနိုင်မရနိုင်တော့ဟိုကဘကိုကိုငါစမ်းကြည့်ဦးမယ်ကွာသူတစည်းစမ်းကြည့်တော့သူကကြိုက်တယ်ပေါ့ ကျတဲ့အခုထပ်မှာဖြစ်တယ်ကွာအဂျပန်ဒါပေမဲ့ကြားရမှာတော့မြန်မာလူမျိုးပဲပေါ့နော်ဒါပေမဲ့သူကလည်းဂျပန်လိုကျွမ်းနေတော့အာသူကလည်းတဆင့်ဟိုဖြစ်ရတာပေါ့နော်ဒါရဲ့မှာယူတော့တကယ်တိမ့်မဲ့လူကတော့ဒါဒီမဲ့လူနဲ့တိမ့်မဲ့လူတွေဂျပန်လူမျိုးတွေပေါ့အဲ့လိုဒီမင်းကားမဟုတ်တဲ့ဒီမင်းဦးသမောလူလင်းလို့တော့ကျွန်တော်လုပ်ဖို့မရှိဘာဖြစ်လို့လင်းလို့သမောလုပ်တဲ့ခါမှာကျွန်တော်တို့လိုက်မမိတဲ့လူတွေရှိတယ်ပေါ့နော်ဥမာကိုရဲနှင်းလို့လူမျိုးတွေရှိတယ်နောက်ပြီးတော့လင်းနဲ့ပတ်သက်တဲ့လူတွေအများကြီးရှိတယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်သူတို့လည်းတူပြီးကျွန်တော်လိုက်မလို့တူလို့လည်းမရအောင် ဘာဖြစ်လို့သူတို့ကျွမ်းကျင်ရလိမ့်မှာပေါ့ကျွန်တော်ကားဘိုင်းမှာလည်းဒီလိုပဲပေါ့ကျွန်တော်ကျွမ်းကျင်ရလိမ့်မှာဟိုဒါမဲ့ဟိုဘာပေါ့ကားပုံစံကွင်းနေကြတော့ကျွန်တော်ဒီပြင်ကားပေါ့နော်ကျွန်တော်မလုပ်ဘူးသေးတဲ့ဒီအကားအဟောင်းတွေတော့အများကြီးရှိပါတယ်ကျွန်တော်ပြပပုံစံတွေလည်းရှိတယ်အဲ့ဒါတွေတော့တကယ်စိတ်အားလည်းထက်တယ်လို့ဟုတ်လေအစီအစဉ်ရှိတယ်ပေါ့နော်ကားနဲ့ပတ်သက်တာပေါ့နော်ဒီပြင်အဲဒီအစ်စ်နောက်ပိုင်းဟိုဒီဘက်ထွက်တဲ့ကားတွေဆိုတော့ကျွန်တော်လုပ်အစီအစဉ်မရှိဘူးပေါ့ဘာဖြစ်လို့ဒါတွေကြတော့ဟို ိုတော်တော်များများလဲဟိုတိတိနေတဲ့ဟာမျိုးကြောင့်တိတ်မလုချင်ဘူးเนาะဝယ်လို့လဲရတယ်ဗောတချို့ဟာမှာဒီပုံစံငယ်မှာဝယ်လို့ရှိတယ်အဲ့ဒါမျိုးဆိုကျွန်တော်စိတ်ကမပါဘူးအဲဟိုတော့ခုနပြောတဲ့ဟာအဲ့ဒီပြင်တမောပါညာလို့ကျွန်တော်လုပ်အစီအစဉ်မရှိပါဘူးဝါဒနာဒီ hobby channel မြန်မာဟိုဟိုဟိုလေကျေးဇူးတင်ပါတယ်ကျွန်တော်ပေးတဲ့လူအများနဲ့စောင့်ကြည့်ပြီးတယ်ကျွန်တော်လည်းအများနဲ့စောင့်ကြည့်နေပေးတဲ့လူလည်းဒီ channel နဲ့တကွ hobby channel မြန်မာကိုလည်းကျေးဇူးတင်ပါနောက်ပြီးတော့အခုဆက်မှဆက်လုပ်တဲ့ဝါဒနာရှင်တွေညီငယ်မမငယ်တွေအတွက်ကတော့ ချူကလှုပ်ချင်တယ်ဘယ်ဆက်လို့မှမသိဘယ်ဆက်လို့မှမသိအဲ့အောက်ချီရပဲအဲ့ဆောက်ပဲစဉ်းစားကိုဘာဖြစ်ချင်တာလဲအဲ့လိုမျိုးပေါ့နော်ဟိုစိတ်တက်မချအဓိကတော့စိတ်တက်ပေါ့ပေါ့နော်ဘာငါလှုပ်ချင်တော့ရအောင်လုပ်မယ်ဆိုတဲ့စိတ်နောက်ဆုံးမသိရင်နားလေတက်တီးတဲ့ဥမာရှေ့ရှေ့ရပညာရှင်တွေမေးမယ်အဲ့သူတို့ဘယ်လိုလုပ်ခဲ့လဲနောက်ဆုံးဥမာဆိုပေါ့တင်တန်းရက်တူတင်တန်းမျိုးလေးဖတ်တယ်ဆိုလဲလေ့လာတဲ့နေပေါ့နော်ဒါဆိုရင်တော့ဒီဒီ hobby နဲ့ပတ်သက်တဲ့ဟာကိုတော်တော်လေးကိုဟိုလမ်းပွင့်သွားမှာပေါ့နော်ဒူတိုင်းမှာပါပါတယ် hobby ကတော့ဘွားတနာမပါဘူးဆိုတော့ကိုယ့်ကိုမသိခုနကကျွန်တော်ပြောသလိုမသိဘူးဆိုတာကိုယ့်ကိုမလေ့လာလို့တော့မသိတာလူတိုင်းမှာတော့ရှိတယ်သူကလည်းသူကသူဘွားတနာပါတဲ့အထိုက်လျောက်ဟိုရှိကြတာပဲအနေနဲ့အများကိုအမှန်တော့ကိုယ့်ကိုဖော်ထုတ်ရမှာကိုယ့်ကိုပြန်ကြည့်ရမှာကိုယ့်ကိုတခြားလေ့လာလို့ရှင်သိတယ်အဲ့တော့ hobby နဲ့ပတ်သက်ပြီးအားပေးကြပါဦးမြန်မာပြည်မှာကျွန်တော်တို့အဲ့ hobby ပဲတော်တော်အားနည်းတယ်နိုင်ငံတကာလည်းရှင်အဲ့ဒါလေးကိုပဲတစ်ချက်ဟိုဒီ hobby channel မြန်မာရှိတဲ့ပြည်သက်ကြီးကိုဟို ထပ်ပြီးတောင်းဆိုတာပေါ့နော်အားလည်းပေးကြအောင်ဒီ channel နဲ့ပတ်သက်လို့လဲဟိုစင်တဆက်ကြည့်ရှုပေးတဲ့ပိတ်သက်ကိုလည်းအထူးကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်ဒီနေ့ကတော့ဒီ handmade car ပေါ့ဒီတတိုင်းလောက်တဲ့ handmade car ရဲ့အဓိကပေါ့ဒီဒစိမ့်ဒစိသားပေါ့ဟုတ်ကားတစ်စီးလုံးကိုစာဆုံးရိုက်ပြဖို့ကြောင်းလည်းမလွယ်ဘူးပေါ့နော်အချိန်ပေးရတယ်ရိုက်ကူးရောဘာရောဆိုတော့လေအခုချက်ကလည်းကြာတယ်ပေါ့တပတ်ဆက်ရဲဆိုတော့အဆင်မပြေဘူးအားကြောင့်မို့ကျွန်တော်တတ်နိုင်တဲ့အပိုင်းလေးပေါ့နော်ပိုင်းလေးပေးတဲ့ကိုချပြတာ